မင်းကပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာ Rohingya လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုများကိုကျူးလွန်ထားတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအလို့ရှိနေတဲ့ဖန်ဝရန်ကို အာဂျင်တီးနားတရားရုံးကနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုထံကိုပေးပို့ထားပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာတရက်နေ့မှာအာဂျင်တီးနားတရားရုံးကမင်းအောင်လိုင်းကိုဖမ်းဆီးရန်ထုတ်ထားတဲ့ဖမ်းဝရမ်းကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုထံကိုပေးပို့ခဲ့ခြင်းဖြစ်ပြီးတော့အင်တာပိုအဖွဲ့ဝင်နိုင်ငံများအနေနဲ့မင်းအောင်လိုင်းကိုတွေ့ရှိပါကဖမ်းဆီးပေးရန်မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။လက်တလုံးမှာမင်းအောင်လိုင်းဟာဘန်ကောက်မြို့မှာရှိတယ်။ ်ဘင်းစတအစည်းအဝေးကိုတက်ရောက်ရန်ရောက်ရှိနေတယ်လို့သိရပါဗျ။ဘင်းစတအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မင်းအောင်လှိုင်လိုမျိုးစစ်ရာဇဝတ်မှုတရက်ခန့်ပြင်းတဲ့အတူမထိုင်သင့်ပါဘူး။သူ့ကိုတရားဝင်အတိမတ်ပြုတာမျိုးမလုပ်သင့်ပါဘူး။အဲ့ဒီအစားသူ့ကိုထောင်ထဲကိုပဲပို့သင့်ပါတယ်။ဘင်းစတအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မင်းအောင်လှိုင်အပေါ်မှာထုတ်ထားတဲ့နိုင်ငံတကာဖန်ဝရန်းကိုလေးစားလိုက်နာသင့်ပါတယ်။မြန်မာပြည်သူတွေဟာမင်းအောင်လှိုင်ကြောင့်အင်မတန်မှစိုးရွားတဲ့ငရဲထဲမှာကြောက်ရွံ့နေရပါတယ်လို့ ဥထွန်ခင်ကပြောဆိုထားပါတယ်လက်တလုံးမင်းအောင်လိုက်အနေနဲ့ထိုင်းနိုင်ငံမှာရောက်ရှိနေတော့လဲနိုင်ငံတကာရဲတပ်ဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းရဲတပ်ဖွဲ့တွေကမင်းအောင်လိုက်ကိုဖမ်းဆီးပေးမဲ့အခြေအနေမရှိဘူးလို့ထိုင်းရောက်မြန်မာတို့ကပြောဆိုထားပါတယ်ထိုင်းရဲတပ်ဖွဲ့ကမင်းအောင်လိုက်ကိုဖမ်းဖို့နေနေသသာအစည်းအဝေးလုပ်မဲ့ရှန်ဂီလာဟိုတယ်နားမှာတော့မှရဲတွေရောထိုင်းလုံခြုံရေးတွေကိုအပြုံလိုက်အထက်လိုက်ပါပဲဖမ်းပေးဖို့နေနေသသာကိုရီတောင်အနာကတ်လို့မရဘူးလုံခြုံရေးကိုအထူးစပယ်ရှယ်ပေးထားတာ တက်ဆင်ရဲ့သမီးကထိုင်းဝင်ကြီးချုပ်ပဲလေတက်ဆင်နဲ့မင်းအောင်လိုင်ကအေဗတာမရင်းနေတဲ့ဆက်ဆံရေးတွေဖြစ်ခဲ့တာဆိုတော့သူသမီးလက်ထက်မှာလဲမင်းအောင်လိုင်ကိုတကူးတကဖိတ်ကြားတာလူရသွင်းတာကအကျိုးစီးပွားတွေအတော့ပါပဲလို့မင်းအောင်လိုင်ကိုဆန္ဒပြရန်အတွားဘန်ကောက်ရှန်ဂီလာဟိုတယ်အနည်းကိုတွားရောက်ခဲ့တယ်ထိုင်းရောက်မြန်မာတို့ကပြောဆိုထားပါတယ်ဘင်းစတာအဖွဲ့ဝင်နိုင်ငံများမှာအိန္ဒိယသီရိလင်ကဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့မန္တလေးမှာရှိတဲ့အမှတ်နဲ့စစ်တပ်ရဲ့ပရိဘောကစက်ယုံငလျင်တန်ကြောင့်ပြိုကျပြက်စီးမှုဖြစ်ပွားခဲ့ပြီးတော့သုံးဦးတေဆုံးကကိုးဦးတန်ရာရရှိသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မက်ချ်လာ28ရက်နေ့မွန်ရွဲပိုင်းမှာလောက်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိတဲ့ငလျင်ကြောင့်မန္တလေးတမာရန်အနီးမှာရှိတဲ့အမှတ်နဲ့တက်မတော်ပရိဘောကစက်ယုံဟာလဲပြိုကျပြက်စီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစက်ယုံပြိုကျမှုကြောင့်စက်သမားဦးအေးစောပြက်စီးထင်းလုံသားဦးမြင့်နိုင်အခြားလုံသမားတို့စုစုပေါင်း ၃ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသူများအနေနဲ့ဆက်လုသားနဲ့နေသားလုသားများဖြစ်တဲ့အောင်ဆုံးမင်းအောင်မိုးဟိမချူချူတင်ဥခင်မောင်လွင် ဥဝင်းညောအပါဝင်ကိုဦးဒံရရရှိသွားတယ်လို့သိရပါတယ်။ငလျင်ကြောင့်အမတ်နဲ့တက်မတော်ပြိဘောကဆက်ရုံဝင်းအတွင်းထဲမှာရှိတဲ့ဝင်းနှန်းအိမ်ယာများဟာလည်းပြိုကျပြက်စီးသွားပြီးတော့ကူညီမဲ့သူမရှိဘူးလို့သိရပါတယ်။ဆက်ရုံရဲ့ဆက်ရုံမှုဘုံမှုခွန်အုံးလွယ်ဟာလည်းတစုံတရာအကူအညီပေးခြင်းမရှိဘူးလို့သိရပါတယ်။အမတ်နဲ့တက်မတော်ပြိဘောကဆက်ရုံကိုနန်းရဲနဲ့ကဂျီးဆိုတဲ့ဆောက်လုပ်ရေးတပ်ကဘုံမှုခွန်အုံးလွယ်ကအုတ်ချုပ်မှုတာဝန်အရာရှိဖြစ်နေတာဝန်ယူအုတ်ချုပ်နေတာပါ။ ဘုံမှုခွန်အုံးလင်ကပဲထောက်ပံ့မှုတွေကိုသူ့ရဲ့ကိုချိုးအတွက်သုံးနေတာလားပရိဘောကစက်ယုံမှရှိတဲ့အရသာတာဝန်ခံဝင်းညော့ကပဲတစ်ဖက်မှာပတ်စံတွေကိုကောက်ခံပြီးတော့ထောက်ပံ့မှုတွေကိုကိုချိုးအတွက်ပဲသုံးနေတာလားတော့မသိဘူးငလျင်တန်တင်းတဲ့သူတွေကတော့ဘာအကူအညီမှအခုချိန်ထိမရကြဘူးလို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိစက်ယုံအတွင်းမှာငလျင်တန်တင်းတဲ့ဝင်းနှမိသားစုများဟာရေပြက်မီးပြက်အစားအသောက်များဟာလည်းစားစရာမရှိဘဲခက်ခဲကြက်တဲနေတယ်လို့ပြောပါရယ်ဝန်ထမ်းအင်အားများဟာလည်းပြက်စီးနေတဲ့အတွက်နေရေးထိုင်ရေးများပါခက်ခဲနေကြကြောင်းတရင်ရ ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ MNDAA က၎င်းတို့တင်ပိုက်ထားတဲ့လာရှုံမျိုးကိုအခု AP လ22ရက်နေ့မတိုင်မီမှာစစ်ကောင်စီရဲ့လက်ထဲကိုပြန်လည်အနှံ့တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးပြန်လည်လွှဲပြောင်းရေးလုပ်ရမှာလာရှုံမျိုးပေါ်မှာရှိတဲ့ရက်ကွက်12ခုကိုပြန်လည်ပေးရမှာဖြစ်ပြီးတော့ဘေးကရွာတွေမပါဘူးလို့သိရပါတယ်။ရွာတွေမှာတော့တပ်ဖွဲ့တွေရှိနေမယ်လို့ MNDAA သတင်းအရေးမြစ်ကပြောပါတယ်။လွှဲပြောင်းဖို့လုပ်နေပါတယ်။22ရက်နေ့မတိုင်မီမှာအပီးဆုတ်ခွာမှာပါလို့လာရှုံမှာရှိတဲ့ MNDAA သတင်းအရေးမြစ်ကဆက်လက်ပြောဆိုထားပါတယ်။ကနအူးအနေနဲ့အခု AP လမကုံမီမှာစစ်ကောင်စီဘက်ကဌာနဆိုင်ရာအဖွဲ့တချို့မြို့မှာပြန်လည်ဝင်ရောက်နေရာယူမှာဖြစ်ပြီးတော့စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များကအဲ့ဒီနောက်ကနေပြီးတော့လိုက်ပါလာမယ်လို့သိရကြောင်းအခြားသောလာရှိုးပြန်လည်ထူထောင်ရေးမှာပါဝင်တဲ့ MNDA ရဲ့သတင်းရင်းမြစ်ကအတည်ပြုပြောကြားထားပါတယ် ်လားရှိုးမှာ MNDA ဘက်ကစေဦးစီးနဲ့တပ်ဖွဲ့ဝင်ရဲဌာနဆက်ဆံရေးရုံးနေတော့ကြံခဲ့မယ်ပူရွဲပြီးတော့ကင်မယ်လို့သိရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါရယ်သို့တော်လဲစစ်ကောင်စီတွေပြန်လည်ပြီးတော့ဝင်ရောက်လာပါကအုပ်ချုပ်မဲ့ပုံစံအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါရယ်လားရှိုးမျိုးကိုစစ်ကောင်စီတွေပြန်လည်ဝင်ရောက်လာပါကလားရှိုးမျိုးတိန်တိုက်ပွဲအတွင်းမှာ လာဆိုအချင်းထောင်ကနေလွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးအချင်းသားများ MNDA နဲ့ပူးပေါင်းပြီးတော့မြို့ပြန်လည်ထူထောင်ရေးမှာဝင်ရောက်လုပ်ကင်ခဲ့ကြတဲ့ဒေသခံများရဲ့လုံခြုံရေးဟာလည်းစိုးရိမ်ရမယ့်အခြေအနေမှာရှိနေတယ်လို့သိရပါဗျ။ အလားတူပဲစစ်ကောင်စီဘက်ကလည်းစစ်မှုထမ်းအင်အားတွေစုဆောင်းလာခြင်းများရှိလာမှာဖြစ်တဲ့အတွက်ကြောင့်ဒေသနေပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်ထားရန်လိုအပ်တယ်လို့အဲ့ဒီ MNDAA သတင်းရင်းမြစ်ကပြောပါတယ်လာရှိုးမျိုးကို1027စစ်စင်ရေးအပိုင်းနှစ်ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လအတွင်းက MNDA ဥဆောင်ပြီးတော့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကပါဝင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ MNDA ကအုပ်ချုပ်ရေးကိုလဲပတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်းမှာပြည်သူပိုင်နေအိမ်များပိုင်ဆိုင်မှုများလဲများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးတော့တိုက်ပွဲအပြီးနဲ့တိုက်ပွဲလွန်တဲ့ကာလများမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုများကြောင့်ဒေသခံများထိခိုက်ဒေဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါတယ်။ ် MNDA ဘက်ကမဆုတ်ပေးရင်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မယ်ဆိုပြီးတော့ချင်းချောင်းနေပါတယ်စီးပွားရေးနဲ့ကုန်သွယ်ရေးတွေပိတ်ပစ်မယ်လို့တရုတ်ကဖိအားပေးတယ်ကျန်တဲ့ဖိအားတွေလည်းအများကြီးပဲလို့လာရှုံမျိုးမှာရှိတယ် MNDA သတင်းရင်းမြစ်ကပြောပြထားပါတယ်တရုတ်နိုင်ငံဘက်ကထိမ့်သိမ်းထားတယ်လို့သတင်းများထွက်ပေါ်နေတယ် MNDA ခေါင်းဆောင်ဖုန်တာရွှင်ဟာလည်းအေဘီလာနှစ်ရက်နေကပြုတ်လုတယ်ငလျင်အလွန်ကူညီကယ်ဆယ်ရေးရန်မုံငွေလှူဒန်းပွဲမှာလူမြင်ကွင်းကိုပြန်လည်ထွက်ပေါ်လာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်26လမ်းလမ်း80နဲ့82လမ်းကြားမှာရှိတဲ့မန္တလေးမြို့တော်စီမင်းသားယာယီကော်မတီရုံးဝန်းထဲမှာဂျပန်နိုင်ငံကဆေးပညာရှင်အဖွဲ့ကယာယီဆေးရုံတည်ဆောက်နေပြီးတော့ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေကိုအခမဲ့ဆေးဝါးကုသပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူလူထုများအား Japan Disaster Relief Team JDR ဂျပန်နိုင်ငံဆေးဝါးပညာရှင်များအဖွဲ့က X-ray ရိုက်ပေးခြင်း Ultra Sound ရိုက်ခြင်းပြည်ပထိခိုက်ဒဏ်ရာများအယိုးကျိုးခြင်းနဲ့အထွေထွေရောဂါများအတွက်အခမဲ့စမ်းသပ်ကုသပေးမဲ့ဈေးအဖွဲ့ဝင်32ဦးပါတယ် MCDC ရုံးကြီးအတွင်မှာ ီကနေ့မနက်ပိုင်းကစတင်ပြီးတော့ဆောက်လုပ်တက်ဆင်နေပြီးမိုးလွဲတနားအချိန်မှာစတင်ပြီးတော့ကုသပေးမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ကုသလိုတဲ့ပြည်သူများအနေနဲ့မန္တလေးမြို့တော်စီမင်းသားရဲကော်မတီရုံး26လမ်း82လမ်းနဲ့82လမ်းကြားထဲကို၄ရက်နေ့နေ့လယ်တနားကြီးကနေ9နာရီအထိ ကြံတဲ့ရက်များမှာမနက်9:00နာရီကနေညနေ9:00နာရီအထိလာရောက်ပြီးတော့ကုသနိုင်မှာဖြစ်တယ်လို့အတိပေးကြေညာထားပါတယ်မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်အင်အား9.8 register scale ရှိတယ်ငလီရင်ကြောင်မြန်မာနိုင်ငံအတွင်းမှာတည်ဆုံးသူတွေထောင်နဲ့ချီကဒဏ်ရာရတဲ့သူတွေနဲ့ပျောက်ဆုံးနေသူများဟာလည်းအများအပြားရှိနေတယ်လို့လန်ဒါနဲ့အိုအိမ်အဆောက်အအုံများစွာလည်း ်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ငလျင်ဘေးဒဏ်တင့်တဲ့မြန်မာပြည်သူတွေအတွက် American Dollar 6တန်းတန်ဖိုးရှိတဲ့အကူအညီတွေကိုဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး Agency JICA ကတစ်ဆင့်ပေးအပ်သွားမယ်လို့ ဂျပန်နိုင်ငံသားရေးဝန်ကြီးကအေပီလ2ရက်နေ့ဗိုလ်ရူးနေမှာကြေညာခဲ့ပါတယ်။ Jiger ဝန်ထမ်းတွေနဲ့စေဘဆိုင်ရာပညာရှင်အဖွဲ့ဝင်32ဦးပါတဲ့ဂျပန်နိုင်ငံတဘာဝ BN ရဲ့ကုညီကယ်ဆယ်ရေးစေဘဆိုင်ရာနည်းပညာအဖွဲ့ကိုလည်းစေလွတ်ထားပြီးတော့မြန်မာပြည်သူတွေကိုစေဘဆိုင်ရာအကူအညီတွေကိုပေးဖို့ဒီကနေ့မနက်မှာပဲမန္တလေးကိုရောက်ရှိနေပြီလို့သိရပါတယ်။ဒါ့အပြင်ဂျပန်နိုင်ငံက Nippon Foundation ကလည်း American Dollar 3000တန်ဖိုးရှိတဲ့အစားအစာ၊ဈေးဝနဲ့အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို မြန်မာငလျင်ဘေးတင်တဲ့ပြည်သူတွေကိုပေးအပ်သွားမယ်လို့မက်လ32ရက်နေ့ကကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးတရင်ကတော့အကြမ်းဖက်စစ်တပ်ကအပြစ်ခတ်ရက်စဲတယ်ဆိုပြီးတော့ကြေညာပြီးတဲ့နောက်ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ2ရက်နေ့ညနေ9:00နာရီအချိန်မှာစစ်ကောင်စီရဲ့ခမရ350နဲ့ခမရ440တပ်တို့ကရွှေကျင်မြို့နယ်ညောင်ချတော့ကြေးရွာအတွင်းကို87မမလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်နေအိမ်များထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင်အေပီလ3ရက်နေ့မနက်10:55မိနစ်အချိန်မှာစစ်ကောင်စီရဲ့ခမရ35တပ်တိုင်းရင်းက မုံမြို့နယ်မထွေစုတ်ကျေးရွာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်အသက်24နှစ်အရွယ်နော်ခူခူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါးအလားတူပဲမက်လ28ရက်နေ့ည9:45မိနစ်အချိန်ကရွှေကျင်မြို့နယ်အတွင်းကိုအချမ်းမဲ့စစ်ကောင်စီရဲ့ခမရ96တပ်က ဒုံစည်းကနေပြီးတော့60မမလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ခဲ့ရာတဲကြီးကုန်းကြီးရွာလမ်းဘေးကိုကြောက်ရောက်ပောက်ခွဲခဲ့တဲ့အတွာအသက်40အရွယ်ဦးစန်းနိုင်ဝင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကြီးရွာဖုံကြီးကျောင်းတကျောင်းလဲထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်အကြမ်းဖက်ဆက်တက်က AP လ2ရက်နေ့ကနေ AP လ22ရက်နေ့အထိရက်နဲ့၁၀ကြာအပြစ်ခတ်ရက်ဆဲတယ်လို့ကြေညာထားတော်လဲတကယ်လက်တွေ့မှာတော့တနိုင်ငံလုံးမှာထိုးစစ်များဆင်ခြင်းလေရင်တွေနဲ့ဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းများကိုလည်းဆက်လက်ပြီးတော့လှုပ်ဆောင်လျက်ရှိတယ်လို့ NUG အပါအဝင် တော်လိုင်းတပ်ဖွဲ့ များကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးကပြည်သူတွေရဲ့နေအိမ်များကိုမိရှို့ပြီးတော့အဖို့တံပစ္စည်းများကိုလူရည်နေမှုကြောင့် ပြည်သူတွေတောင်းနဲ့ခြေပြီးတော့ဘေးလွယာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ3ရက်နေ့မွန်လွယ်ပိုင်းကညောင်ဦးမြို့နယ်မီးလောင်ဖျားချင်းရွာကိုအင်အား200ခန့်ရှိတဲ့စစ်တပ်စစ်ကြောင်းကဝင်ရောက်ပြီးတော့မီးရှို့သွားခဲ့ရာပြည်သူတွေရဲ့နေအိမ်၄လုံးမီးလောင်ပြကျခဲ့ရတယ်လို့သိရပါဗျ။အေပီလ2ရက်နေ့ကလည်းညောင်ဦးမြို့နယ်ကြောက်ပြင်ကန်ရွာကိုဝင်ရောက်ပါတဲအိမ်တလုံးကိုမီးရှို့ပြီးတော့ပြည်သူပိုင်ဆိုင်ကယ်6စီးကိုလည်းခိုးယူသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းကဂံကောမှာစုဖွဲ့မှုလုပ်ပါတယ်မီးလောင်ဖျားရွာဘက်ကို တန်ပြားကကားတွေနဲ့တက်လာပြီးတော့မီးရှို့သွားတာမီးလောင်ဖျားရွာမှာကလမ်းရဲ့အရှိဘက်ကအိမ်ကိုဆတ်ရှို့တာပါကြောက်ပြင်ကန်ရွာဘက်ကိုလည်းမြေတန်းတောင်မှာတဆွဲထားတဲ့စစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်တယ် drone တွေနဲ့လည်းဘုံကျဲတယ်ပြည်သူတွေထွက်ပြေးတော့နောက်ကနေတနက်တွေနဲ့လိုက်ပစ်ပါတယ်အခုရွာတွေတော်တော်များများကထွက်ပြေးနေကြရတာပြည်သူတွေတောင်းနဲ့ချီပြီးတော့ရှေ့နိုင်ပါတယ်စစ်ကြောင်းကအခုလိုခြေရှုပ်နေတော့မြေတန်းတောင်မီးလောင်ဖျားနဲ့ကြောက်ပြင်ကန်ရွာတွေကလူတွေကမနေရဲကြတော့ဘူး စစ်ကြောင်းကလုံးဝကိုပြန်ဆုတ်သွားတာမဟုတ်သေးဘူးလို့ဗကံညာဦးပတ်ကပါရန်ကြီးအောင် PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဒါအပြင်ဗကံညာဦးရဲ့တောင်ဘက်တပ်မရေနံမော်ဘက်ကိုလည်းအင်အားတွေဖြည့်တင်းရအတော့ချောင်းမြို့ဘက်ကနေစစ်ကောင်စီတပ်သားအင်အား200ခန့်ဟာလက်နက်အပြည့်အစုံနဲ့တက်လာတယ်လို့သိရပါတယ်။စင်ကူးလမ်းဘေးမှာလည်းအစစ်အစေးများကိုပြုတ်လုနေတယ်လို့သိရပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဗကံညာဦးရဲ့တောင်ဘက်မြေတန့်တောင်ရွာနတ်ပလင်ရွာဂံခေါ်ရွာကြောက်ဦးရွာတို့မှာတပ်ဆွဲထားပြီးတော့နှိစက်ရနေအိမ်များကပြည်သူများကို ဒဇာကန်ဖြစ်ဖန်ခေါ်ထားကလက်ကင်ဖုန်းတွေကိုလည်းသိမ်းဆီးထားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တာတော့မရှိပါဘူး။မိုင်းဆွဲတာတော့ရှိတယ်။မြေတန့်တောင်ကျဲအိုဘက်မှာလည်းမိုင်းဆွဲနေတယ်။မိုင်းဆွဲတိုက်ခိုက်တာတွေမှာထိခိုက်မှုရှိတယ်လို့တော့သိရတယ်။စစ်ကြောင်းတန်းကြောင်းမှာတကြောင်းကအထွက်ပြပြီးတော့မှကျန်တဲ့တကြောင်းကထွက်တာ။အခုလည်းတကြောင်းကကြောက်ပြင်ကန်ဘက်ကိုအထွက်ပြပြီးတော့မြေတန့်တောင်ကျဲအိုမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကတော့ပြန်ဆုတ်သွားတယ်လို့ဗကန်ညောင်ဦးပကဖာရန်ကြီးအောင် PDF တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးအကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ